မင်္ဂလာပါသင်္ကပြန်လာပြီ let's go ဒီနေ့တော့ကတော့ဂျာမနီဘွန်ဒက်လီကာပွဲစဉ်31မြန်မာစံတော်ချိန်ည8:00နာရီမှာကံမဲ့လီဗာကူစင်နဲ့အော့စပတ်ပွဲကိုသုံးသပ်ပြီးချင်ပါတယ်ဒီနေ့တဲ့ဂျေးဖွင့်လင်းမှုကတော့လီဗာကူစင်ဘက်ကကြလုံးပြား60အရှုံးဘိုးပေါင်းဂျေးကတော့3လုံး60ဆိုယူဖွင့်လှစ်ထားတယ် နှစ်ပွဲဆက်တရေကြပြီးတဲ့နောက်ဘွန်းနလီကချန်ပီယံစုကိုလေးပါးကိုစင်တို့မိထားလို့ရပါပြီ။နောက်ဆုံး၃ပွဲမှာနှစ်ဂိုးသာရခဲ့တဲ့တိုက်စစ်ပိုင်းအာနယ်မူကလေးပါးကိုစင်ကိုအမတ်ရော့စေခဲ့တာဖြစ်တယ်။ပိုဆိုးတာကတော့စိန်ပေါ်လီ၊ဟိုင်ဒန်ဟင်းတို့လိုတန်းစင်းစုံအနီးတစ်ဝိုက်ကအသင်းတွေကိုတော့ဘိုးရဖို့ရုန်းခံရပါတယ်။ပြီးခဲ့တဲ့အပတ်ကဖရန်ဘတ်ကိုခြေအတာနဲ့တရေကစားနိုင်ခဲ့တယ်လို့ဘွန်းနလီကနောက်ဆုံး၁၀ပွဲမှာလည်းဘိုင်ယန်နဲ့တပွဲသာရှုံးနှားပါတယ်။ အဲ့ဒီဆယ်ပွဲမှာဂိုးပေးမရတဲ့ပွဲ9ပွဲတည်းရှိခဲ့ပြီးတော့ဘွန်းနယ်လီကမှလည်းပေးကိုအနည်းဆုံး9သင်းနဲ့ကတပင်းဖြစ်တယ်။လက်ရှိလေဗာကူဇင်တိုက်စစ်ခြေကျနေချိန်ဖန်စစ်မာကျောတဲ့အော့စ်ဘတ်ကိုဂိုးပြတ်နိုင်မှုမလွဲပါဘူး။အဝေးကွင်းမှာနှစ်ဂိုးပြတ်မရှုံးနိုင်တဲ့အော့စ်ဘတ်ကိုပဲဒီနေ့အတွက်ရေးချင်ပါတယ်။ယူဆများအရှုံးနေ၍အနိုင်များကြပါစေ။အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်။